ရင်သာမြစ်၏ဆိုင်းလုံးတို့သည်ပလဲရောင်ရေမြုပ်တို့ဖြင့်ကြောက်ကြားရှိသည်ညီကဲနှစ်ဖူး၌ရတိတို့တရားကျင့်ရာចောင်းတင်ခန်းရှိသည်ရတိတို့သည်နေ့စဉ်နေ့တိုင်းចန်းစာတို့ကိုလေ့လာတင် जा ကြသည်ကထာမနန်တို့ကိုရုပ်ဖတ်တည်ဆိုကြသည်ရင်းနှက်ကိုပူဇော်ပကြသည်ပင်ပန်းစည်းရဲမှုကိုတီးခန့်ချိုခြံကြသည်သူတို့သည်တစ်ဥတစ်ဖုတစ်တီတည့်ရွက်ကိုသာစားကြသဖြင့်ပိန်ကြုံကြသည်တစ်ခေါက်ထဲကိုသာခါရင်ဝေးကြသဖြင့်ကိုတုံးလုံးကဲ့သို့ဖြစ်ကြသည် တနေ့သောအခါရာသီဆရာကြီးသည်ဂင်္ဂမြစ်၏ရေစင်ကိုချိုးတုံး၍ခတွင်းကိုစေးကြောနေခိုက်တွင်ဆုံတုပ်လာသောကျက်မငယ်တကောင်သည်ရာသီဆရာကြီး၏ လက်တွင်းသို့ကျလာလေသည့်ဆရာကြီးသည်ကျမနေကိုညောင်ရက်ပေါ်တွင်တင်ထားပြီးလေမိမိ၏တန်ခိုးဒီပတ်ဖြင့်လူမိမ့်မကလေးဖြစ်အောင်ဖန်ဆင်းကာចောင်းတင်ခန်းသို့ခေါ်ဆောင်မွေးမြူထားလေသည်သူ့ကိုမေကျမဟု၍ခေါ်ကြပါသို့မေကျမအရွယ်သို့ရောက်သောအခါယောက်ျားပေးစားမှမိဘဝတ္တရားခြေပွန်တော်မီဟုစဉ်းစားမိ၍ရသည့်ကြီးသည်ယောက်ျား၍ယံမေကျမကိုပြ။အော်လေသည် ပထမဦးစွာဆရာကြီးသည်နေနဲ့သားကိုခေါ်၍မဲကျမကိုပြသည်ထိုခါမဲကျမကဆိုသည်ဖခင်နေနဲ့သားသည်ပူပြေးလာ၍ကျွန်တော်မမချစ်နိုင်ပါနေနဲ့သားထက်မြတ်သူကိုရှာပေးပါဦးထိုခါနေနဲ့သားကဆိုသည်ကျွန်ုပ်ထက်မြတ်သူကတိန်နဲ့သားသာဖြစ်တော်သည်ငိုးတိန်များဖုံးအုပ်သောအခါကျွန်ုပ်မထွန်းပတ်နိုင်ပါထိုကြောင့်ဆရာကြီးသည်တိန်နဲ့သားကိုခေါ်၍မဲကျမကိုပြသည်ထိုခါမဲကျမကဆိုသည် ဖခင်တိမ်နဲ့သားသည်မင်းနဲ့၍အေးဆက်လာပါသည်ကျွန်တော်မချစ်နိုင်ပါသူ့ထက်မျက်သူကိုရှာပေးပါဦးထိုအခါတိမ်နဲ့သားကဆိုသည်ကျွန်ုပ်ထက်မျက်သူကလင်းနဲ့သားသာဖြစ်တော်သည် ကျွန်ုပ်ဒီနေမင်းကိုဖုံးအုပ်နိုင်တော့လဲလေးတိုက်တော့အခါလွေမျောရပါသည်ထို့ကြောင့်ဆရာကြီးဒီလင်းနဲ့သားကိုခေါ်၍မဲကျမကိုပြသည်ထိုအခါမဲကျမကဆိုသည်ဖခင်လင်းနဲ့သားဒီမတီမငိမ့်ပါအငဲလှူရှား၍သွားလျက်ရှိပါ၍ကျွန်တော်မမချစ်နိုင်ပါသူ့ထက်မြတ်သူကိုရှာပေးပါဦးထိုအခါလင်းနဲ့သားကဆိုသည်ကျွန်ုပ်ထက်မြတ်သူကတောင်နဲ့သားသာဖြစ်ပါတော့သည်ကျွန်ုပ်မိတို့ပင်တကိုးကြီးတော်လဲတောင်ကြီးခံနေလင်းမတိုက်ခတ်နိုင်ပါထို့ကြောင့်ဆရာကြီးဒီတောင်နဲ့ ားကိုခေါ်၍မေကျမကိုပြသည်ထိုအခါမေကျမကဆိုသည်ဟခင်တောင်းတဲ့သားသည်အလွန်ကျန်းတဲ့မှာတောင်းလာပါသည် ကျွန်တော်မမချစ်နိုင်ပါသူ့ထက်မြတ်သူကို ရှာပေးပါဦး ထိုခါတောင်းတဲ့သားကဆိုသည်ကျွန်ုပ်ထက်မြတ်သူကကြွက်တာဖြစ်တော်သည် ကျွန်ုပ်မိမြပင်ကျန်းတန်းမာတောင်းတော်လဲကြွက်ဖောက်နေပေါက်ရတော်သည်ထို့ကြောင့်ဆရာကြီးသည်ကြွက်ကိုခေါ်၍မဲကျမကိုပြသည်မဲကျမသည်ကြွက်ကိုမြင်လေမြင်ချင်းပင်မေတ္တာတတ်ဝင်ချစ်ခင်ခြင်းဖြစ်သဖြင့်ဟခင်ဤသူသည်ကျွန်တော်မိဤဖူးစာရှင်ဖြစ်တော်သည်ဤမျက်စိပြုကလေးနှင့်နှပ်ပါတင်နေသောယောက်ျားကိုကျွန်တော်မိဤ သခင်ဖြစ်ရွေးချယ်လိုပါ၏ဟုဆိုလေသည်ထိုအခါရတိကြီးသည် မျိုးချင်းတူမှကြည်ဖြူသည် မျိုးတူဖြစ်မှကျင်ချစ်သည်ဟုအကြိမ်ကြိမ်ရွဆိုကမေကျွမကိုကြွက်အဖြစ်ပြန်လဲဖန်ဆင်း၍ကြွက်ကလေးနှင့်ပေးစားလိုက်လေတည်းပုံမြင်လေးရဲ့အဓိကသင်ခန်းစာကတော့မျိုးချင်းတူမှကြည်ဖြူသည်မျိုးတူဖြစ်မှကျင့်ချစ်သည်ဆိုတဲ့စကားအတိုင်းမိမိနဲ့မျိုးစားတူတဲ့သူကိုသာစိတ်သက်သာတတ်တာနဲ့ချစ်ခင်နှစ်သက်နိုင်နေဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်။ မဲကျမဟာလူဖြစ်ဖန်ဆင်းခံရပေမဲ့နင်းနဲ့သားတိတ်နဲ့သားလင်းနဲ့သားတောင်းနဲ့သားတို့ကိုမနစ်သက်ပဲနောက်ဆုံးမှာသူ့ရဲ့မူလမျိုးစားဖြစ်တဲ့ကြက်ကိုသားချစ်ခင်မျက်နှိုးသွားတာကိုတွေ့ရပါတယ်။ဒီချက်ကနေလူတွေဟာဘလို့အခြေအနေမျိုးမှာပဲရောက်နေပါစေ။သူတို့ရဲ့မူလအတွင်ပြင်ဆရာ့လက္ခဏာနဲ့ဆင်တူတဲ့သူတွေကိုပို့ပြီးယဉ်ညှိခင်မင်တက်ကြရဲဆိုတဲ့သဘောကိုဖော်ညွှန်းနေပါတယ်။ ဒါအပြင်ဒီပုံပြင်လေးကဖန်ဆင်းခြင်းရဲ့အံ့ဩဖွယ်ရာတွေကိုပြသနေပေမဲ့နောက်ဆုံးမှာတော့တဘာဝရဲ့အမှန်တရားနဲ့မျိုးတူခြင်းရဲ့ဆွေးနွေးအားကပိုပြီးအရေးပါကြောင်းကိုလည်းတွေ့ဝိုက်ပြီးပြောပြနေတာဖြစ်ပါတယ်။ကျွန်တော်ရဲ့ပုံပြင်လေးကိုစိုက်နှက်တတ်တယ်ဆိုရင်ဖြင့် YouTube channel လေးနဲ့တတော်အကောင့်ကို follow လေးနှုတ်ပြီးအားပေးကြပါအောင်တော့အဆုံးထိ ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်။